ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဆုလို့ကျင်တာဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာဒီဟိုအရင်ကဖြစ်ခဲ့မှုတွေမှတ်မိပါပါရန်ကုန်အစိုးရလို့ခေါ်ရလောက်အောင်ကိုရောင်းဆုံးတပုံတွေထားကြွခဲ့မှုတွေအဲ့နောက်ပိုင်းမှာတော့ community တပုံတွေထားကြွခဲ့တယ် community တပုံတွေဟာတော်တော်အင်အားကြီးမာခဲ့တယ်မြန်မာနိုင်ငံပေါ်မှာလည်းဩဇာတော်တော်လွှမ်းမိုးခဲ့တယ်ဗျာနော်အဲ့ဒီ community တပုံတွေကနောက်ဆုံးပိတ်တော့ ဟိုကြာရှုံးသွားတယ်ပေါ့နော်ကြာရှုံးသွားသည့်တန်အောင်တော့ community ရဲ့ခံခံယူချက်ခံစားချက်တို့ရဲ့ဟို plan တွေပေါ့နော် season တွေက မရက်သွားဘူးဗျတို့မှာအကြံစီရှိခဲ့တယ်ဒီတက်မတော်တဲ့ကိုနော်ဒီတက်မတော်တဲ့ကိုတနေ့ကျရင်တို့ရာထူးတွေကြီးကြီးမားမားရအောင်လုပ်မယ်လုပ်ပြီးတော့ဒီနိုင်ငံကို community ဇက်ပြန်သွင်းမယ်ဆိုတော့ဒီအုပ်ချုပ်မှုမှာလေเนาะသူတို့တွေနေရာဝင်ပြီးတော့ဆဲဖြစ်နေဝင်ပါဗျာဝင်ပြီးတော့သူတို့သားသမီးတွေကို အဲဘယ်ကောင်မဲဆိုတော့နိုင်ငံရဲ့ယာရုကြီးကြီးမားမားရနိုင်တဲ့နေရာတွေကိုထဲမယ်ထဲပြီးလို့ရှိရင်တနေ့ကြလို့ရှိရင်ဒီနိုင်ငံကိုဒီလူတွေနဲ့ပြန်သိမ်းမယ်ဆိုတဲ့ပုံစံမျိုးသူတို့မှာချိန်ဝါခဲ့တဲ့အကြံဉာဏ်တွေရှိခဲ့တယ်လို့ကျွန်တော်မှတ်သားခဲ့ဖူးတယ်ပေါ့ဗျာနော်အဲထို့တူပဲတိုင်းရင်းသားတွေကလည်းတိုင်းရင်းသားတွေကလည်းဒီလိုပဲသူတို့မှာချန်စီရှိခဲ့တယ်အဲ့အတွက်ကြောင့်မို့လို့တက်မတော်ဟာဥနေဝင်နော် ဥနေဝင်းလက်ထပ်ပေါ့နော်အိုက်ကနေစပြီးတော့တပ်မတော်တဲ့ကိုဝင်မဲ့သူတွေအကုန်လုံးကိုတည်တည်ချာချာကိုယူဆိုင်တယ်အဲကွန်မြူနီနဲ့ပတ်သက်မှုရှိသလားဒါကွန်မြူနီနဲ့ပတ်သက်မှုရှိလို့ရှိရင်ယာရုတုံးမှုတွေကအစသူတို့ရဲ့မိသားစုတွေကအစယာရုတုံးမှုတွေမှာရက်တန့်သွားတယ်အဲ့တော့ယာရုတုံးမှုတွေရက်တန့်သွားတယ်တုံးဝကိုအဲဘယ်လိုခေါ်မလဲတချို့ဆိုရင်ဖယ်ချခံရတယ်ရှိတယ်ပေါ့နော်အဲ့တော့ကွန်မြူနီနဲ့ပတ်သက်မှုရှိရင်အတက်မတော်ဒါကိုသိခဲ့တယ်နော်ဒါမျိုးကွန်မြူနီတွေဂျင်းဝါခဲ့တဲ့ ကျင်းဝမှုတွေကိုတည်ခဲ့တယ်။အဲ့တော့ယာရုကြီးကြီးမမတွေမှာကွန်မြူနီနဲ့ပတ်သက်မှုကွန်မြူနီဆွေမျိုးသားချင်းရှိနေအောင်ပါပဲယာရုမတက်တာတွေရှိလာခဲ့တယ်။အထို့သူပေါ့ကျွန်တော်တို့အတိုင်းအသားတွေပေါ့အတိုင်းအသားတွေအထက်မှာလဲတိုင်းအသားတွေကိုဘယ်လိုပဲယာရုကြီးကြီးပေးပေးချင်းချင်းတန်တော့တိုင်းရင်းသားများဟာသူတို့ရဲ့တိုင်းရင်းသားပုံမှာပြန်ပြီးတော့တစ္ဆာခံပြီးတော့ဒီဘယ်လိုမှလူမျိုးရေးအစွန်းရောက်မှုနဲ့ပဲအဆုံးသတ်သွားတာများအဲ့တော့ယာလူကြီးကြီးမမတွေကမှာ community နဲ့ပတ်သက်ရင်နေရာမရပါဘူး ထို့သူတိုင်းရင်းသားဆိုလို့ရှိရင်လည်းအဲတော်တော်များများနေရာကြီးကြီးမားမားတွေကနောက်ပိုင်းမှာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တိုင်းရင်းသားပေါ့နော်တိုင်းရင်းသားအနယ်တွေတော်တော်ပါလာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်မြန်မာနိုင်ငံရဲ့တက်မတော်နော်အဲ့ဒီလိုမျိုးဟိုစင်တတကြတဲ့တိဆောက်လာတဲ့တက်မတော်ဟာနောက်ဆုံးပိတ်တော့ကန်ဆိုးကျင်တော့ကျွန်တော်တို့ဒီတက်မတော်ဟာဘလောက်ကြီးပဲနော်ဥပဒေရှင်ရဲ့ပြုစုပြောင်းထောင်မှုနဲ့ဘလောက်ကြီးပဲဒီ လုံးဝပေါ့နော်အင်အားကြီးမလားကြီးမလားနောက်ဆုံးပိတ်တော့အဲ့ဒီလိုမျိုးဟိုးရင်တွေကအကြံအစီနဲ့များဝင်လာတော့မသိဘူးပေါ့ဗျာနော်အဲ့လိုလူမျိုးတွေရဲ့ဖြတ်စင်းမှုကိုတော့ကြုံတွေ့နေရပြီလို့ကျွန်တော်တို့ကသုံးသပ်ချင်နေပြီနော်လုံးဝအဲ့တော့တက်မလို့လည်းဝင်လာတယ်ယာရုကြီးကြီးမမရလာတယ်ရလာပြီးတော့အခုဆိုရှင်တက်မလို့ကိုပြန်ဖြတ်စည်းတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့ကွန်မြူနီစကားကိုပြောလာတာကိုတွေ့ရတယ် ဦးမေအောင်လိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီချိန်မှာသုံးသပ်အောင်ပါဗျ။ဦးမေအောင်လိုင်းနဲ့ပတ်သက်ပြီးတော့ PDF တွေကဘာပြောလဲဆိုတဲ့ခါကြတော့ကျွန်တော်တို့ရဲ့လက်နက်တွေကဘယ်သူမှကျွန်တော်တို့ရထောက်ဖို့အကြီးစားဘယ်ရမှမဟုတ်ဘူးလေ။ကျွန်တော်တို့ရထောက်ဖို့အကြီးစားဟာဦးမေအောင်လိုင်းပဲ။ဒါ PDF တွေပြောတဲ့စကား။ထို့သူ EAO တွေကအဲမောင်အောင်စောတို့ဘာလို့ပြောတဲ့ပုံစံဆိုရှင်ဖျဲသီးဟာတဲ့ဦးမေအောင်လိုင်းပဲဖြစ်လိမ့်မယ်။ဟောဒါကတော့ EAO တွေကဆွဆွဲချက်ပေါ့ဗျာနော်။ အဲတက်မလို့သားတွေရဲ့ပြောဆိုမှုကြတော့ဟာအထက်ကအဘကလုံးဝမပြတ်သားဘူးအဲကျွန်တော်တို့ဒီ PDF ခွေးတွေနော်တင်တန်းတင်းနဲ့၃လင်းတင်းနဲ့၃လင်းမှာလည်းလုံးဝမနှိမ်နှင်းဘူးအဲအဲ့လိုမျိုးပေါ့တင်တန်းဆင်းတဲ့အချိန်မှာလုံးဝမနှိမ်နှင်းတဲ့အချိန်မှာအခုတော့ PDF တွေအစွဲဖောက်ပြီးတော့အကောင့်တွေဖြစ်လာကြပြီပေါ့အဲ့တော့အဲ့ဒီမှာလည်းကျွန်တော်အချက်က၃ချက်ရှိသွားပြီအဲနောက်တစ်ချက်အနေနဲ့ထပ်ကြည့်မယ်ဟေးဆိုလို့ရှိရင်တော့သူကိုယ်တိုင်ပြောတဲ့စကားရှိဥမေအွန်လိုင်းကိုယ်တိုင်ပြောတဲ့စကားရှိအဲ့ဒါလေအခုကတဲ့လူဒန်းစား စင်းရဲသားလူတန်းစားရဲ့ဒေါသပေါ့အဲ့ဒီပုံစံမျိုးသူကပြောရတော့ဒါကွန်မြူနစ်စကားပဲနော်ကွန်မြူနစ်စကားကိုသူကတွေ့ရတယ်အဲ့တော့ယူဆလို့ရတာကတော့ကွန်မြူနစ်ကနေပြီးတော့ဒီတက်သေးကိုဝင်တက်သေးဝင်ပြီးတော့တက်ကိုပဲနော်ဟိုစနစ်တကျများဖြတ်စည်းနေသလားလို့တော့ကျွန်တော်တို့ကတော့ဒါတဖြည်းဖြည်းနဲ့သုံးသပ်လို့ရလာပြီထို့သူတိုင်းရင်သားတိုင်းရင်သားဆိုတဲ့နေရာမှာလဲကျွန်တော်တို့ဟိုတိုင်းရင်သားတွေယာတို့ကြီးကြီး ပေးလိုက်မိတဲ့ခါမှာနောက်ဆုံးပိတ်တော့သူတို့ရဲ့လူမျိုးရေးပေါ့နော်လူမျိုးရေးအဆုံးရောက်မှုပေါ်မှာအတူထောက်သွားကြတာများတယ်အခုတော့ဆနာက community လို့ထင်အောင်ထင်များဖြစ်လာဖြစ်ရလောက်အောင်တန်နေရရှိဖို့ရှိတဲ့ဥမင်းအောင်လိုက်နဲ့သူ့မိန်းမရက်ခိုင်မရက်ခိုင်မဒီရက်ခိုင်မနဲ့ဒီဒဝယ်နဲ့ပေါင်းပြီးတော့တက်မတော်ကိုအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ရီမန်းချက်ရှိရှိရွေချက်ရှိရှိနဲ့ဖြတ်စည်းနေတဲ့ပုံစံမျိုးတွေသွားတွေ့နေရတယ်အခုချိန်မှာစဉ်းစားကြည့်ပါအာအခုဆိုရင်ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးလို့ရှိရင်လုံးဝလုံးဝမယူသားဘူးလုံးဝမယူသားပါဘူးအဲ့တော့အခုရာလူကြီးကြီးမမမဥမင်းအွန်လိုင်းနဲ့အဲရခိုင်တိုင်းရင်းသူနော်ဒေါ်ကျူကျူလာဒေါ်ဒီကျွန်တော်ပြောပြမယ်ဒီအခုတက်မတော်မှာလဲ ခုံးတစ်ဖက်ကြာကောင်းပေါတာခြေနှစ်ဖက်လက်နှစ်ဖက်စက်သားတွေအကုန်လုံးမှာဉာဏ်ဉာဏ်တွေစစ်အဲစစ်ပညာအားလုံးဟာဒီသဘုံအားလုံးထက်တက်မလို့ဒီတာတယ်သဘုံမှာတက်မလို့တဲ့ပိုကြီးထူးခြားကြီးပါလာတာဘာမှမရှိဘူးနော်အင်အားချင်းရှင်ဘလို့ပဲပဲပေါင်းဆောင်ကရှင်ရှင်သည့်တိုင်တော်မှာပဲတက်မလို့ဒီဘယ်တော့မှကြာရှုံးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘူးဒီလိုကြာမကြာရှုံးနိုင်တဲ့အဖွဲ့အစည်းကိုကြာရှုံးအောင်ထိဖြစ်နေတာဟာသူရသားရမဟုတ်ဘူးလို့ကျွန်တော်ကသုံးသပ်တာအဲ့တော့ ုံးဝသူရဲ့သားရုပ်မဟုတ်ဘူးအဲ့တော့ယာဒူးကြီးကြီးမားမားကိုယောက်လာမယ်ယောက်လာပြီးတော့လို့ရှိရင်ဒီယာဒူးဘုံမှာခြေခံပြီးနောက်ဆုံးပြီးတော့သူ့ရဲ့လူမျိုးရေးဆွံ့ရောက်မှုပေါ်မှာပဲဒါဒူးထောက်သွားကြတာရှိတယ်အခု AA နဲ့ပတ်သက်လာလို့ရှိရင် AA ကအာလုံခဲ့တယ်ပေါ့နော်နှစ်အနည်းငယ်ပေါ့နှစ်အနည်းငယ်လောက်မှာ AA ဆိုတာဘယ်ညာဆင်းတဲ့အချိန်တွေကနှိမ်နှင်းမှုကိုကြံပေးတဲ့သူလည်းရှိတယ်နော်အဲ့ချင်းတဲ့ကလည်းမနှိမ်နှင်းခဲ့ပဲနဲ့အခု AA ရတဖြည်းဖြည်းအကောင်ပေါက်လာသလိုတဖြည်းဖြည်းနဲ့ရခိုင်ပြည်နယ်ထဲမှာလည်းအခုဆိုရင ဒီခုကြာရှုံးသမားတွေအားလုံးကဖယဲသီးကြောက်ကြာရှုံးတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အဲ့တော့အခုတက်မလို့ကကျွန်တော်တို့ယူဆကျင်တာပေါ့အဓိကယူဆကျင်တာကတော့တက်မလို့တွေကိုဝင်လာပြီးတော့เนาะ community တွေဝင်လာပြီးတော့เนาะယာရုကြီးကြီးမမရအောင်လုပ်ပြီးတော့နောက်ဆုံးပိတ်တော့တက်မလို့ကိုဖျက်ဆီးဖို့သူတို့ဖျက်ဆီးဖို့တက်မလို့ကိုစနစ်တကျဖျက်ဆီးဖို့နိုင်ငံကိုစနစ်တကျဖျက်ဆီးဖို့ဒီပြည်နယ်တွေကို ခွဲထုတ်ပေးဖို့เนาะ စနစ်တကျကြံစီထားပုံရပါလားအခုဆိုရင်ကျွန်တော်အားလုံးမြင်တဲ့အတိုင်းပါဗျာနော်ရှမ်းမြောက်ကိုလည်းပေးချင်တာနဲ့ဒီရခိုင်နဲ့လည်းဆွေးနွေးချင်တာနဲ့ဟာလားတပုံကို TNL နဲ့လည်းဆွေးနွေးချင်တာနဲ့တပုံကသူ့ကိုဒီလောက်တိုက်နေတာမှတပုံဌာနချုပ်တွေအလှကြည့်ထားတာတို့ဒါတွေကဟိုဘလို့ခေါင်းဆိုလို့ရှိရင်ကျွန်တော်ယူဆလို့ရနေပြီเนาะဒါမျိုးတွေယူဆလို့ရနေပြီဆိုတော့သိစေချင်တယ်အခုဆိုရင်ရခိုင်ပြည်နယ်ဆိုပို့ဆိုးတယ်အခုက ရခိုင်ပြည်နယ်မှာဗျာဒီလောက်စစ်အင်အားတွေစကခါစကဘူးတိတော်မှာတကယ်နိုင်ငံတကာစစ်တွက်ထားတာတဲ့အခြေအနေနော်နိုင်ငံတကာစစ်တွက်ထားတာအမ်လို့ပြောဆိုတကယ်ဟိုတိုင်းတမိုင်းတွေရှယ်သလားအဲ့လိုအခြေအနေမျိုးမှာတော့မှာပဲကျွန်တော်စီရေးတစ်လျှောက်လုံးကြည့်ရှုတဲ့အတိုင်းသားမျိုးမှာမယိုးသားတာတွေတော့တွေ့ရတယ်အခုဆိုပို့ဆိုးတယ်ကျွန်တော်တောင်းတောင်းသိလို့ဗျာအောက်ခြေကမယိုးသားတာဟဲ့ဆိုကျွန်တော်အနေနဲ့ဘာမှမပြောလို့အောက်ခြေမှာတော့ရှိမှာပေါ့အဲဖျဲသီးတွေပဲရှိတတ်တော့အခုကဖျဲသီးက အထက်တကအထက်ဆုံးနေတာကိုသွားတွေ့ရတယ်။နော်အထက်တကအထက်ဆုံးနေတာသွားတွေ့ရတယ်။အခုအဲဘယ်လိုခေါ်မလဲဆိုတော့ရခိုင်ပြည်နယ်မှာတပုံစခန်းနေတည်တယ်။တိတိကျကျတည်တယ်နော်ဘယ်နေရာမှာဘယ်လောက်ထိရှိရဆိုတာကောင်းကောင်းသိတယ်။ဥမာဖြင့်မနေ့ကဆိုလို့ရှိရင်အေးအေးအင်အားအလုံးအရင်းနဲ့ပွဲတော်လုပ်တဲ့နေရာလဲမတည်ဘူးလို့ဆိုတော့တည်တယ်။နော်အဲဘယ်အထိအဆင့်အထိတည်လဲဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီ ဒီကာကျုပ်ပတ်ဝန်းကျင်တတိုက်ထိတည်တယ်။တည်တော်ညာလည်းပဲအလှကြည့်ထားတယ်။ဘာလို့ဘာမှမလုပ်တော့ဘူး။ဒီလိုလို့ရှိရင်ခင်ဗျားတို့အမှအဲ့ဒီရခိုင်ပြည်နယ်မှာမေးကြည့်လိုက်ပါနော်။ဘယ်နေရာမှာဘာလုပ်တော့ဆိုတော့ကျွန်တော်အကုန်လုံးသိပါတယ်။အဲ့တော့ဒီသတင်းတွေအားလုံးအထက်ကုန်မရောက်လို့ဆိုတော့ရောက်တယ်။ရောက်ရသားနဲ့အဲ့တော့နောက်ထပ်ဟိုအခွင့်အရေးကြီးကြီးမားမားတွေဖြစ်တဲ့ဒီသူတို့ရဲ့ဘိုးတင်တန်းတွေဘယ်မှာဆင်းနေလဲဆိုတာစာသိတယ်။အခုချိန်ဒီစီးပွားရေးစင်းညာတွေဘယ်မှာသူတို့စီးပွားရေးဘယ်မှာဖောက်ထားဆိုတာလည်းသိတယ်။စကမ်းတွေဘယ်မှာရှိရဲဆိုတာလည်းသိတယ်။ တိတိကြီးနဲ့ရန်သူကိုရန်သူလိုသဘောမထားပဲနဲ့ရန်သူကိုတနည်းအားဖြင့်မွေးတဲ့အပြင်ကိုအဘကမဲ့ရန်သူဘတ်တော်သားပုံစံမျိုးအထိဒီနဆကကနဆကအကြီးပိုင်းတွေကဖြစ်နေရအောင်သွားတွေ့ရတယ်အဲ့တော့အဲဒါယူသားမှုတော့မဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တို့တက်မလို့အကြီးပိုင်းမှာဘယ်သူတွေရှိလဲဆိုတော့ခင်ဗျားတို့အားလုံးသိပါတယ်နော်တက်မလို့မှာတခါတလေကြာရင်လေတည်ရင်မှုတည်ရင်မှုကတော့ဩဇာထပ်ပါတယ်အဲထို့တူပဲ အဲကျွန်တော်နာဆာကနဲ့ဒီတက်မလို့ကြီးမှာလဲဦးမင်းအွန်လိုင်းထက်စာကာကျုပ်ထက်စာကာကျုပ်ရဲ့ဇနီးမယားတွေကပို့ပြီးတော့ဩဇာထက်နေတက်တယ်အဲ့တော့အခုလက်ရှိအချိန်မှာပျက်စီးခြင်းတွေပျက်စီးခြင်းတွေတက်မလို့ကဒါမျိုးပျက်စီးခြင်းတွေဖြစ်နေတာဟာလာနိုင်ငံကိုဖြိုခွဲနေတာဟာတစ်ဖက်ကတစ်ဖက်ဒီစေတူးကြမီဒီယာမောင်အောင်စောတို့ပြောတာတွေဒါ PDF တွေပြောတာတွေကကျွန်တော်အတီရောမှဖြစ်နေသူတို့ကဦးမင်းအွန်လိုင်းကိုရာဖျဲသည်အဲ့တော့ တကယ်ပဲဖျက်သည်ဖြစ်နေပြီလားဟလာတိုင်းသားတွေလည်းယာလူကြီးမရအောင်ယူပြီးတော့သူတို့သူတို့တိုင်းသားတက်တယ်ဟလာကိုပြန်ပြီးတော့တစ္ဆာခံပြီးတော့ဟိုစစ်တပ်ကိုနောက်ကျောဓာတ်နဲ့ထိုးနေရတာရှိနေတယ်အခုဆိုရခိုင်ပြည်နယ်ကကျွန်တော်သုံးသက်လို့ရပါတယ်နောက်ကျောဓာတ်နဲ့ထိုးခံနေရတာပါနော်အခုကြည့်မနောက်ကျောဓာတ်နဲ့ထိုးခံနေရတဲ့ပုံစံမျိုးတွေဖြစ်နေပြီဟာနော်ကြောက်ချင်းနေတင်ပြပါအတင်းလို့မရဘူးဒီမှာတော့ဟုတ်တယ် အဲ့ဒီတော့ကြောင်းမလို့အခုနောက်ထပ်ကျွန်တော်တို့ကဒီပေါ့နော်ဥမေအောင်လိုက်အနေနဲ့ကကျွန်တော်တို့ဒီယူသားမှုကိုကျွန်တော်မတွေ့တော့ဘူးတက်မတော့ကအခုတက်မတော့ရဲ့ယာဓုအဆင့်ဆင့်နေမှာဆိုလို့ရှိရင်လဲဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတယ်ခြာစားမှုတွေကယာဓုတွေရလာလို့ရှိရင်ကြီးပွားဖို့လောက်ချောင်းနေတဲ့သူတွေပုံများနေတယ်နော်ယာဓုကယာဓုကိုရလိုချင်တာကကြီးပွားဖို့အတွက်စူးစမ်းနေတာဖြစ်တယ်အဲ့တော့အခုလက်ရှိဖြစ်နေတဲ့ပုံစံလေးတွေဆိုရင်တော်တော်ကိုလက်ရည်ဖို့ကောင်းပါတယ် ကျွန်တော်ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ကွင်းစင်းပြီးတော့ကျွန်တော်လေ့လာဘူးတယ်လေ့လာဘူးတဲ့အခါမှာကျွန်တော်ရက်ွက်တစ်ခုမှတွေ့ရဗျအဲညီကိုနှစ်ယောက်အဲနှလုံးကြီးရောင်းတယ်သူတို့နှလုံးကြီးရောင်းတယ်ဟုတ်လားအဲနောက်ထပ်နှစ်ယောက်ကနောက်ထပ်သုံးယောက်ကနှလုံးကြီးထိုးတယ်အဲ့တော့နှလုံးကြီးထိုးတဲ့ကောင်လေးတွေကိုနယ်ထင်းတွေကဖမ်းတယ်ဖမ်းတယ်ဗောနယ်ထင်းတွေရဲတွေကဖမ်းတယ်ဖမ်းပြီးတော့ချုပ်လေးယောက်သွားပြန်ပြီတနာပါလားဆာရွက်ကလေးနဲ့တွေ့တာနော်နှလုံးကြီးထိုးတဲ့ဆာရွက်ကလေးစစ်မိတို့တွေ့တယ်ဘာလို့လဲဆိုလို့ရှိရင် အချိုးတက်ရောက်သွားတယ်အချိုးတက်ရောက်သွားတော့သူ့မိသားစုခင်ဗျာမလိုက်ရွေးရတာပေါ့နော်ဟိုရွေးရတယ်အဲအကူကြီးတွေတောင်းလာတယ်ငိုတက်ငိုလိုက်ယူလိုက်နဲ့တောင်းတော့အချိုးထဲရောက်ကုန်အောင်အဲ့တော့နှလုံးဒီဘာလို့နှလုံးဒီထိုးလို့တဲ့ဆာယကလေးတွေ့လို့နော်ဆာယကလေးတွေ့လို့အဲ့တော့အနှလုံးဒီရောင်းတဲ့သူတွေကိုကြာတော့နောက်ညီကိုနှစ်ယောက်ကြာဘယ်သူကဖမ်းသွားဆိုတော့ ਨੇ ရဲကဖမ်းသွားတယ်ရဲစင်စင်ကဖမ်းသွားဖမ်းသွားပြီးတော့အဲ့နှလုံးဒီမှာလဲသူတို့က ဟို commission စားဆိုတာရှိသေးတာ။ဆေးရခင်လုံးစားတာလို့20ရခင်လုံးစား။ဆေးရခင်လုံးစားတဲ့သူကိုကြတော့ဒီနေရင်းတွေဟိုကျွေးရတဲ့ခါကျတော့မင်းတို့ဖမ်းလို့မရပြန်။အဲ့တော့ဒီထက်ပိုမြင့်တဲ့သူတွေကြတော့လေအစင်းစင်မှာစားတာ။နောက်ဆုံးပဲနှလုံးတွေဒိုင်ကျုပ်ကြီးကြတော့နှလုံးတွေသုံးလုံးဒိုင်ကျုပ်ကြီးရကြတော့သူတို့ရဲ့အကြီးဆုံးယာတုတွေဘုံမူးကြီးတွေဘုံမူးချုပ်ကြီးတွေကိုခွန်လာတာဆိုတဲ့ခါကျတော့နောက်ဆုံးပိတ်တော့တက်မတော်မှာကလေတက်မတော်ခုနိုင်ငံကြီးအုပ်ချုပ်ရေးရန်ရည်ကြီးကဘလို့ဖြစ်နေဆိုတဲ့ခါကျတော့ မရှိလို့ထိုးစားတယ်ရလို့ရညာထိုးစားတယ်ထိုးသားလေးတွေကချုပ်ထဲရောက်ပြီးတော့เนาะ20ရာခိုင်နှုန်း10ရာခိုင်နှုန်းစားပြီးတော့ပေါ်တော့ထက်ကိုင်းတိုင်းကျုပ်ကြီးတွေကယာရုကြီးကြီးမမတွေကအစစ်စစ်စားနေကြတာเนาะအဲ့တော့နေဒိန်းက10ရာခိုင်နှုန်းသမားစီကစားတယ်စခန်းမူးက20ရာခိုင်နှုန်းသမားစီကစားတယ်နောက်ဆုံးပိတ်တော့တကယ့်အကြီးဆုံးဌာနဘယ်လိုခေါ်မလဲဘုံမှုကျုပ်ကြီးကတလုံးနေတိုင်းကြီးစီစားတယ်အဲ့တော့ဘယ်လိုဖြစ်နေဆိုတဲ့ခါကျတော့ ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်ပြီးနောက်ဆုံးပိတ်တော့မကောင်းတက်လို့ဖမ်းမယ်ဆိုတဲ့ခါကျဘသူတွေကခံရလဲဆိုတော့လက်ထဲမှာလက်ထဲမှာပါလဲဆိုလို့ရှိရင်ဘောပင်လေးနဲ့ကဏ္ဍလေးရေးတာသူကကဏ္ဍလေးရေးတာထိုးတာမဟုတ်ဘူးကဏ္ဍလေးရေးထားတဲ့သူကနောက်ဆုံးပိတ်တော့အချုပ်ထဲရောက်ရတယ်အဲဒါကအကျွန်တော်တို့ဒါနှလုံးဒီလောကနဲ့ပဲကျွန်တော်ပြောပါသေးတယ်နော်နောက်ထပ်စင့်စင်တိုင်းမှာစင်မူတန်းဆိုလို့ရှိရင်စင်မူတန်းဥပဒေလေးရောက်ကယာတုစင်စင်တိုင်းကစားနေတာပေါ်လို့လည်းမရဘူးပေါ်တဲ့ကောင်ကဒုက္ခရောက်မှာနော် ဘလောက်ကြီးပဲသစ္စာရှိတဲ့ဝင်ထမ်းပဲဖြစ်ဖြစ်နောက်ဆုံးပိတ်တော့ဒီစစ်စတန်ကြီးတွေရောက်တော့လို့ရှိရင်ဒီလိုမျိုးဝိုင်းစားမှဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာဟာအခုလက်ရှိအခြေအနေမှာကျွန်တော် NASA ကရဲ့အုပ်ချုပ်ရေးအနေအထားတတော်ကိုပြတ်ရွေးနေပြီ။နော်တတော်ကိုပြတ်ရွေးနေတာပါ။အဲ့တော့စီရေးကြည့်အောင်ပါစီရေးဆိုလို့ရှိရင်လည်းအာစစ်စစ်တေးသေးချာချာဖျက်ဆီးနေတဲ့ပုံစံမျိုးတွေဖြစ်နေတာ။ဘသူကဖျက်ဆီးလဲဆိုတော့ဆောနာသူတို့ပြောတဲ့ဖယဲသေးကြီးကဖျက်ဆီးလဲဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာ။ ဲ့တော့လုံးဝကိုဟိုခင်ဗျားတို့ပျက်စီးနေပြီအဲ့နောက်ဆုံးပိတ်ဘွက်ပြန်နော်စာရဖားတွေပါကြီးလာအောင်မလားစာရဖားကြီးကြည့်မယ်ဆိုရင် KTV လောက်မှာသွားပြီးတော့သူကေရောင်းတယ်ဆိုပါရှိတယ်ဆေးပြားရောင်းတယ်ပေါ့ရှိသေးတာပေါ့နော်အဲ့တော့ဆေးပြားရောင်းနေတာနဲ့အချိန်ကုန်နေတာများတယ်အကယ်၍တယောက်ယောက်ကများတိုင်လိုက်လို့ရှိရင်လည်းတိုင်လိုက်ရှင်သူကပိုက်ဆံနဲ့သွားညှိလိုက်တာလည်းနေမယ်ဒီကိစ္စပြေလည်သွားတာလည်းရှိပြန်တယ်အဲ့တော့ဟာလောကကြီးကပျက်စီးခြင်းတိုင်းပျက်စီးနေတာပဲဗျာနော် ဲ့တော့ဘာလုပ်ရမလဲကိုမနိုင်လို့ရှိရင်နိုင်တဲ့သူနဲ့လှုပ်လှုပ်ခံနိုင်တဲ့သူပေးဆိုလို့သူ့ရဲ့ယာတုကမစင်ခိုင်းစင်စင်ဒီမှာပေါ့နော်ဆိုလိုချင်တာကပုဂ္ဂလိကကိုပိုင်းလှုပ်နိုင်မဲ့သူတွေကိုအပ်ရတယ်မြန်မာနိုင်ငံမှာဗျာပုဂ္ဂလိကအပ်တယ်လို့ခေါ်တာပေါ့ဆိုလိုချင်တာကဒါပါတော့လုပ်ငန်းတစ်ခုကိုအစိုးရကင်ထားတယ်စီမင်းလုပ်ငန်းတစ်ခုကဥပမာပြဈေးပေါ့ဈေးနဲ့ပတ်သက်ပြီးတော့ဈေးထိန်းသိမ်းစောင့်ရှောက်ရေးအဲ့ဒါကိုအစိုးရကပုံမှန်အဖြစ်လုပ်တယ်အဲဒါမှမဟုတ်ဒီဈေးထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ရမယ်အခွန်လဲကောက်ရမယ်အဲ့ဒါကိုပြန်ပြီးတော့ ဟိုတာမန်ပုတ်လိကောက်ပြီးလိုက်တဲ့ခါမှာဟိုကအလုတ်လဲလုတ်တယ်ကျိုးလဲကျိုးစားတော့သူ့ကိုပုတ်ဖြတ်ယူလိုက်တယ်သူစီကနေပိုက်ဆံဥမာလန်ဒရာကောက်တာပေါ့လန်ဒရာကောက်လို့ဆိုဒီလန်ကိုသူခင်းမယ်ခင်းပြီးဒီလန်အခွန်ကောက်မယ်အဲ့တော့အခွန်ဘလောက်ဘလောက်ကိုပေးမယ်အစိုးရယူလိုက်မယ်ဆိုလုတ်တဲ့လုတ်ကလုတ်တဲ့သူကလုတ်သွားလိုက်မှာထို့တူပဲသူအုတ်ချုပ်ရင်းနဲ့နော်စီရေးမှလည်းဘာလို့သိနေလဲဆိုလို့ရှိရင်ပုတ်လိကပေးသိမ့်ပြီလို့ကျွန်တော်ထင်တယ်ပုတ်လိကပေးသိမ့်တယ်ပုတ်လိကပေးသိမ့်ပြီဆိုတော့ကငင်းချမ်းမှုအတွက်ကိုဆောင်ရွက်နိုင်မယ် ကြီးစားတတ်တယ်တော့လကောင်းเนาะပြည်သူစစ်ကြီးစားတတ်တယ်တော့လကောင်းဒါတို့ကကြောက်တို့ခင်ဗျားတို့ကဘတ်ဂျက်ဘလောက်ဘလောက်ချပီးလာအဲ့ဒါတို့လောက်အောင်တုံးပြီးတို့တို့အခွန်ကောက်ပြီးတော့เนาะအဲတို့ဒေတာကိုတို့ငိမ့်ချအောင်ဆောင်ရွက်သွားလိမ့်ရှင်ပြက်ပြက် တတ်တတ်အောင်ဆောင်ရွက်သွားအောင်အခုတော့အခုလုတ်တဲ့ပုံစံကစစ်တပ်ကိုစနစ်တကျဖျက်ဆီးပြီးတော့နိုင်ငံကိုစနစ်တကျဖျက်ဆီးပြီးနိုင်ငံတော်မပြုတ်ပွဲပြုတ်ပွဲအောင်လုပ်နေတာကဦးမေအောင်လိုက်ကိုယ်တိုင်ဖြစ်ပြီးတော့ရခိုင်ပြည်နယ်ကိုမလွတ်မြောက်လွတ်မြောက်အောင်လုပ်နေတာဒေါ်ကျူကျူလာဖြစ်တယ်လို့ဖြစ်နေတယ် ဲ့တော့မယူသားပါဘူးလုံးဝရခိုင်ပြည်နယ်ပတ်သက်မယူသားဘူးအဲ့တော့ရခိုင်ပြည်နယ်မှာတိုက်နေတဲ့စစ်တီတွေအနေနဲ့ကနောက်ဆုံးပဲဖျက်သည့်ကအကြီးဆုံးအထက်ဆုံးကဖြစ်နေအပေါ်ဆုံးကဖြစ်နေအဲ့တော့ခင်ဗျားတို့ကိုယ်တိုင်ကအောက်ချင်မှာတော့ဖျက်သည့်မရှိဘူးမို့ရှိတော့ဟောင်းနဲ့ရှိနိုင်တယ်ဒါမှမဟုတ်တကယ်ဖျက်သည့်အစ်စ်ကအထက်ကဖြစ်နေအဲ့ဒါကြောင့်မို့လို့ရှိတာတက်ရနောက်ကျောမလုံတဲ့ပုံစံမျိုးတွေဖြစ်နေတခါလေကြရင်နော်အဲ့တော့မြေပြင်မှာတင်ပြတဲ့သူတွေအားလုံးကအသက်နဲ့ရင်းပေးနေရတဲ့ပုံစံမျိုးတွေဖြစ်နေတယ် အဲ့တော့ရခိုင်ပြည်နယ်အနေနဲ့ကရှေ့မှာတိုက်နေစစ်တီတယ်။နောက်ကျောဓာတ်နဲ့ထိုးခံနေရတယ်။အဲ့တော့သူတို့တောင်အလုံးလုံးသေးတာကိုလည်းလုံးမလုံးပဲနဲ့မြေပြင်မှာအခုဆိုရင်တချို့စစ်တီတယ်လက်နက်ချသွားတာရှိတယ်။နော်။အဲဘယ်လိုခေါ်မလဲဆိုရှင်ဒါတပုံမခုလုံးသွားရရှိတယ်။ဒါအပြစ်ပြောလို့မရတော့။ခမားတို့ကိုယ်တိုင်ရဲ့ခမားတို့ကိုယ်တိုင်ရဲ့ဖရဲသီးဆန်နေမှုဖရဲသီးလုံးနေမှုတွေကြောင့်မပြတ်သားတာမဟုတ်ဘူး။ဟိုအလုတ်ကမလုတ်တာနောက်တစ်ခုကအလုတ်ကမလုတ်တာလည်းမဟုတ်ဘူး။နောက်တစ်ခုကတော့လုံးဝသူကိုယ်တိုင်ကတပုံကို တပုံပြန်ဖြစ်နေတာဖြစ်နေတယ်အဲ့တော့အဲဒါအခုလက်ရှိအခြေအနေအခြေအနေကတော်တော်ပြည့်ရွေးနေပြည့်စည်